ကျွန်တော်နေတဲ့ကတော့ဟိုကျွန်တော်စီးကိန်းအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ကျွန်တော် AR AR Bank Woman Hostelia နေပြီးတော့ကျွန်တော်နေပြဟိုပွဲစဉ်တစ်ယောက်ကြီးပြည်ပြီးတော့မှအဲ့ရနေကျွန်တော်အဲကစားမ30တယောက်ပေါ့နော်အဲယူလိုက်တယ် AR Bank ကျွန်တော်နေပြီးတဲ့တပတ်မှာပဲကျွန်တော်စပြီးတော့ဟို training စလုပ်ပြီးပေါ့နော်အခုဆိုရင်ကျွန်တော်တစ်လနေပါရှိပါပြီလာနေပါရှိပါပြီ30တယောက်အနေနဲ့ကျွန်တော်ကအဲခြေဆောင်ပွဲကစားပြီးတော့အခုသက်ဆန်တဲ့အဲ9ယောက်ပေါ့နော်2ယောက်ပြုတ်29ယောက်နဲ့ က်လက်လေ့ကျင့်နေတယ်။အဲဆိုတော့ဟိုတိုင်းစာတစ်ခုကတော့ကျွန်တော်တို့ကစားမိပြရဲ့ဒီကစားကွက်တွေကိုလည်းလေးပို့ပြီးတော့နားလည်လာတော့လို့တက်လာတဲ့အချိန်တွေကရှိပါတယ်။ဟုတ်။အဲဒီမိပြတော့ဟိုမိပြကောင်းတယောက်ပါ။စိတ်လည်းစိတ်ရှိတယ်။အဲကစားသမားတွေကိုတိတ်ထားလေးသူတို့ဟိုတင်ပြတယ်ဒီစနစ်ပိုင်းတွေမှာဆိုတော့သူ့ရဲ့လက်ထက်မှာဟိုတိုးတက်လာတဲ့အရေးအကြောင်းကျွန်တော်မြင်ရပါတယ်။တပတ်တက်တပတ်ပေါ့နော်။အဲကျွန်တော်တို့ဒီကြားထဲမှာလည်းရှင်းဆောင်ပွဲလေးကိုလာတယ်။အဲမှာလည်းတပည့်တော်တွေကသူတိတ်ထားလေးပြန်ပြေးပြီးတော့သွားတယ်။ ပြီးရင်ကျွန်တော်လာမဲ့24ရက်လို့ပေါ့နော်24ရက်နေ့ရက်လို့30ရက်နေ့တယ်ကျွန်တော်ထန်းနိုင်ငံဘန်ကောက်မှာအဲကျွန်တော်ခြေစောင်းပွဲတွေကစားဖို့ရှိတယ်ဘာဒီဘက်လောက်သွားပြီးကျွန်တော်ဟိုလေ့ကျင့်မယ်ပြီးခြေစောင်းပွဲ၃ပွဲ၃ပွဲဒီဘက်လောက်စားဖို့နေရတာပေါ့နော်အဲစီကေးမတိုင်ခင်ကကျွန်တော်တို့ time travel ရှိပါဦးနော် time မှာကျွန်တော်တို့ဒီ24ရက်နေ31ရက်ထိကျွန်တော်တို့စီစောင်းမဲ့3ပွဲ3ပွဲ4ပွဲတောင်းကြလာမယ်အဲပြန်လာရင်ကျွန်တော်ဒီမှာပြန်ပြည့်စင်မယ်အဲပြီးစီကေးမတိုင်ခင်ကျွန်တော်နည်းနည်းလေးကြိုသွားပြီးတော့ အခြေခံတာတွေတော့ရှိရတာပေါ့နော်အဲလောဆယ်တော့အတင်းရဲ့ဒီစီပတ်ခြေစမ်းပွဲတွေအဲ့လောက်ပါအဲမှာတော့ကျွန်တော်တို့ကဟိုအတင်းကောင်းတယ်လည်းမလားဘူးကြီးရလောဆယ်လည်းလောတော့ကျွန်တော်တို့ဒီထိုင်းလိုက်ရေပေါ့နော်လွင်မီတဲ့လည်းကျွန်တော်ဖိတ်ဆက်နေတယ်အဲကျွန်တော်ပဲ confirmation တော့မလာသေးဘူးနော်အဲပြီးတော့ရှင်ထိုင်းရဲ့တိတ်တိတ်လွင်မီ club တွေရှိတယ်အဲကျွန်တော်လည်းစကားပြောကျွန်တော်ရတာပါအဲအပေါ်အသေးချ confirmation တော့ကျွန်တော်မရသေးတော့ပြီးမှပြန်ထုတ်ပြန်ပေါ့နော်ဒီကဲတော့ကျွန်တော်ပထမဦးဆုံးတော့ကျွန်တော်အမြင့်ဆုံးတက်မှာတော့ ဒီစူးစိတ်တစ်ခုရအောင်ကျွန်တော်ကစူးစမ်းပြီးပြင်ဆင်ပြောပါတော့အနေပထမဆုံးကျွန်တော်ရည်ရွယ်ချက်ကအုပ်စုအချက်ပဲအဲပြီးလို့ရှိရင်ကျွန်တော်စီမီးဖိုင်လို့ပြောရမယ်ဟိုလက်တက်တစ်ခုရအောင်ကျွန်တော်ကကြည့်ရပြီးတော့လေ့ကျင့်ဖြစ်တယ် ဟာကျင်းတဲ့အားရမှုကတော့အခုရှိပါတယ်။ဘာလို့လဲဒီမီဒီယာပြောင်းလဲဖြစ်နေတဲ့ကြောင်းမျိုးပေါ့နော်။သူရဲ့ဒီ business တွေကအာညီမတို့တစ်ခါမှဟိုတည်သေးတဲ့အရာတွေပေါ့နော်။အများကြီးတွေ့ကြုံလဲရတယ်။ဒါပေမဲ့သူအခုညီမတို့ဒီလေးဘက်ကျော်ငါးဘက်အတွင်းမှာအများကြီးပြောင်းလဲမှုတွေရှိလာတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့ပို့ပြောလဲအလိုအပ်ချက်လေးရှိသေးတယ်။အဲတိုးတက်ဖို့အတွက်လည်းညီမတို့ဘက်ကကြိုးစားနေကြတယ်ပေါ့။တိုးတက်လာပါပဲ။အရင်အရင်ကလည်းစာရင်အခုကတော်တော်လေးကို player တွေကပြောင်းလဲလာတယ်။အမြင်တွေရောအိုင်ဒီယာတွေပေါ့နော်။တော်တော်တိုးတက်ပြောင်းလဲလာဆိုတော့ ဒီနေ့အားရမှုရှိပါတယ်အဓိကတော့ဒီကြက်ခိုင်ဘူးပိုင်းပေါ့နော်ကြက်ခိုင်ဘူးပိုင်းမှာအများကြီးကြောင်းလဲလာကြတယ်ပြကြတဲ့ခါမှာဒီအာတောင်းတောင်းဒီသွားတဲ့ပတန်နေပေါ့နော်အရင်ကဆိုပတန်နေမှာအဲ့လိုသွားတဲ့ခါမှာနည်းနည်းလေးကြော့ရဲတာရှိအားနဲ့အခုကျတော်တော်လေးကိုအဲတစ်ဖက်ဒီအသင်းဘက်ကိုတော်တော်လေးညီမနှမ်းမိုးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီအဆုံးသက်ပိုင်းလေးပဲတော့နည်းနည်းလေးအားနေသေးတယ်ဒါလည်းဆွမ်းနာအဲနေပြပြောသွားပါပေါ့နော်ကျန်တာတော့အကုန်လုံးညီမတို့အကုန်လုံးအာပြည့်စုံနေဆိုတာတော့အကောင်းဆုံးတော့ဖြစ်လာတယ်ပေါ့နော်ဟုတ် အာဘာကြီးပြောင်းလဲလာလဲဆိုရင်တက်ကနစ်ပိုင်းနေပါတော့ပြီးတော့ဟိုအတင်းသားချင်းဘလို့ဆက်ဆံတာလေးပြီးရင် timing တွေ timing တွေကြိုက်တာလေးအများကြီးပြောင်းလဲလာနီးပါဘွားကတော့ပထမဆုံးချက်ညီမတို့ရတော့သူကဒီကစားသမားကြီးပေါ့အရင်နှစ်ထွေးနှစ်ထွေးတယ်အဲပြီးလို့ရှိရင်အရင်ခဲလို့တယ်ပေါ့နော်ဒီဟိုဟာပေါ့ကစားသမားတယောက်ဘာဖြစ်လဲဆိုတော့သူသိတယ် allocation ဘသူကအဲ့လိုပျောက်သွားတယ်ကစားနေနေသူပျောက်လို့လားဆိုတော့ဘသူလို့လားဆိုတော့သူသိတယ်အရင်ခဲလို့တယ်ပေါ့နော် ဒီကစားသမားတွေကအရင်ကူယူဆိုင်တယ်ပြီးလို့ရှင်အဲတွဲခေါ်တယ်ပြီးရင်အဲဘယ်လိုပြောမလဲတောင်းတောင်းစီးလုံးမှုရှိအောင်သူပြောပြတယ်ပေါ့ဒီချက်တွေကဒါသူတို့အရင်ကောင်းပါတယ်ပေါ့သူကိုယ်တိုင်လည်း player တယောက်ဆိုတော့ကူယူရောပြင်ပြောသူကအကုန်လုံးနားလဲ player တယောက်ပူလို့နိုင်မယ်ဆိုတော့အကုန်လုံးပြတ်ပြတ်ပြီးတော့အမှတ်ပြောလို့တော့သူက player တွေကတော်တော်လေးကိုစိတ်စိတ်လဲရှည်တယ်ပေါ့မှားရင်လည်းသူကတခြားလေးကိုရှင်းပြပေးတယ်ကူပြင်းနေရဆိုင် အာညီမတို့အခုလက်ရှိကတော့အကောင်းဆုံးကြိုးစားတယ်ဒီဘက်ကိုယ်တိုင်လည်းဒီကိုယ်တိုင်လည်းဒီ semi final ပြီပေါ့နော် semi final လေးရအောင်သွားမယ်ဆိုရဲအဲသူမှလည်း decision ရှိရယ်ညီမတို့ကလည်းသူ့ရဲ့အနောက်ကိုပဲညီမတို့အကောင်းဆုံးပုံပေါ့ကြိုးစားပြီးလိုက်မယ်ပေါ့အဲစဉ်းစားပါပါတွေးထားပါဟုတ် player အကုန်လုံးကတော့အကောင်းဆုံးကြိုးစားတယ်ပြီးတော့အကောင်းဆုံး fiction ဟိုထိုက်တန်တဲ့တင်နေရာဒီလိုရအောင်ပါ